ငွေကြေးတော့မပူပန်းဖို့ဆိုရင်တော့ငွေရှာတာတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။အားလုံးဝမင်္ဂလာပါ။ကျွန်တော်ဒီနေ့မှာတော့ဒီငွေအများကြီးရှိတာနဲ့ငွေကြေးတော့မပူပန်းတာဘာတွေကွာခြားလဲဆိုတဲ့အကြောင်းကိုနှပ်ပြသွားချင်ပါတယ်။ခုနေနဲ့ငွေကြေးနဲ့ပတ်သက်လို့မပူပန်းတဲ့အချိန်လေးရောက်ချင်တော့ဒါငွေရှာတာတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ဟိုတချို့ကရောထွက်ကြတာရှိတယ်။ဒီခုမှငွေတွေအများကြီးရှိတာနဲ့ ငွေကြေးတဲ့မပူပန်းတာပေါ့နော်ဒါဒီနှစ်ခုရောထွက်ကြတာရှိတော့တကယ်တမ်းညဒီနှစ်ခုမတူပါဘူးကျွန်တော်ခုမှငွေအများကြီးရှိတာဝင်ငွေတွေကောင်းတာဒါကတော့ကျွန်တော်တို့ကဒီ rich ပေါ့နော် being rich အဲဒါဆိုလို့တော့ဖြစ်ပါတယ်အဲကျွန်တော်ခုမှဒီငွေကြေးမပူပန်းတဲ့ဘဝအခြေအနေရှိနေဆိုတော့ဒါတော့ being worth ကိုဆိုတာဖြစ်ပါတယ်ဆိုတော့ကိုကဝင်ငွေကောင်းတယ်ငွေကြေးအများကြီးပိုင်ဆိုင်တယ်ဆိုလို့ရှိရင် ဒါချမ်းသာကြွားရတာဖြစ်နေတယ်ဒါပေမဲ့ဟိုပုံမပန်းတဲ့အခြေအနေကတော့ဒါမပေကြဘူးပေါ့လေမကုတ်မဝင်ဝင်ကြီးအများကြီးရှိနေပေမဲ့တစ်ဖက်မှာကျွန်တော်တို့ကအသုံးစိတ်တွေများနေတာလည်းဖြစ်နိုင်တယ်ဘာထားပဲတော့ကိုကသုံးဖြုံကြီးတဲ့သူမျိုးပေါ့ကျွန်တော်တို့ပစ္စည်းတွေအားနဲ့ရှောက်ဝယ်တာမျိုးတွေမလိုတာတွေရှောက်ဝယ်တာမျိုးတွေဝင်ဝင်ဘလောက်ပေါင်းပေါ့လို့ကျွန်တော်တို့အသုံးစိတ်တွေများနေလို့ရှင်လဲအကွဲဝင်ဝင်ပုံသွားမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ pay and down တွေ liabilities တွေပေါ့နော်ဒါလည်းကျွန်တော်တို့အများကြီးရှိနေတယ်အမှကျွန်တော်တို့အရေးကြတွေလုံးနေတယ်ကျွန်တော်ရှောက်ဝယ်တော့အမှကားတွေ ်အဲ့အိမ်နေအရှိကြရင်လည်းကျွန်တော်တို့ဝယ်လို့ရတဲ့အခွင့်အလမ်းတွေအများကြီးရှိတယ်အဲ့တော့ကိုကဝင်ဝင်ဘလောက်ကောင်းကောင်းပေါ့အပေါ်မှာခဏလေးအတုံးစိတ်ဒီအပေးရန်တောင်းဝန်ဒီအကျွေးတွေရှိနေလဲဒါငွေကြေးအတွက်ပူပန်နေရမှာဖြစ်ပါတယ်ဥပမာတချို့ဆိုရင်ရှိတယ်ဗျာ celebrity တွေခပါကျော် celebrity တွေတော့အားစားသမားတွေတော့ဖြိုရှင်သေးဥဆောင်တွေသူတို့ဆိုရင်လည်းဝင်ဝင်တွေတော်တော်လေးဝင်ကြတာပဲဒါပေမဲ့သူတို့ပြန်ဆင်းရဲသွားတာတွေတချို့ဆိုဒေဝါလီခံတာတွေဒါမျိုးတွေလည်းအများကြီးအဓိကတော့ ဝင်ငွေဘလောက်ကောင်ကောင်ကျွန်တော်တို့ဒီဘက်မှာငွေကြေးစီမံခံအောင်ကိုတေချာမလုပ်နိုင်ဆိုလို့ချင်းငွေကြေးတပူပန်တဲ့ဘဝကတော့ကျွန်တော်တို့အချိန်မီရောက်သွားမှာပါအဲ့တော့ငွေကြေးပူပန်မှုကင်းတဲ့ဘဝဆိုတော့ကျွန်တော်တို့တကယ်စစ်မှန်တဲ့ချမ်းသာကြွားတဲ့ဘဝဘဝပေါ့လေကျွန်တော်တို့ဒီစစ်မှန်တဲ့ကြွားမှုဆိုတော့ဘာလဲဆိုရင်ကိုအလုံးမလုံးလည်းပဲအချိန်ဘလောက်ကြာကြာထိနေနိုင်သလဲဆိုတော့ပဲဖြစ်ပါတယ်ဥမာကိုကနေ့စဉ်ဒီ9 to 5အလုပ်တွေထဲထဲဝင်မလုပ်လဲကိုမှဝင်ဝင်လမ်းကြောင်းတွေရှိနေတာပြီ မှာကျွန်တော်ဒီ Pacific ငံလမ်းကြောင်းတွေတိစောက်ထားတာဟာမျိုးကျွန်တော်ကိုယ်ပိုင်လုပ်ငန်းတွေပြီးတိစောက်လို့ရတယ်။နောက် investment တွေတိစောက်လို့ရတယ်။ထားတော့ကျွန်တော်တို့ဒီကိုယ်ပိုင်လုပ်ငန်းကြောင်းတော့ရှိမှလည်းပြောကြတယ်ကျွန်တော် investment လုပ်မှဆိုလို့ရှိရင်ဒီမှာညမိုင်မှာကျွန်တော်အထူးသဖြင့်တော့ ancient machine တွေမှတော့မလုပ်ကြရတော့ဘူး။အိမ်တလုံးဝယ်ထားတယ်ဒီအိမ်ကိုကျွန်တော်တို့ကပြင်ဆင်စရာရှိတယ်ပြင်ဆင်ပြီးတော့ငှားထားလို့ရတယ်။အဲ့ဒီကနေပြီးတော့ကျွန်တော်လာခြင်းပုံမှန်ဒီ Pacific ငံ ပြန်ဝင်နေတာမျိုးကျွန်တော်တို့လုပ်လို့ရတယ်။ဟိုမှာ strong မှာ invest ညမိုင်မှာတော့ stock ကတော့အလောက်တိတော့မဖွင့်ပြိုးသေးဘူး။ကျွန်တော်ရင်းနှီးမြှုပ်နှံမဲ့ company လည်းနေတော့နေသေးတယ်။ဒါပေမဲ့ကျွန်တော်တို့ဟိုလုပ်လို့ရတချို့ဆိုရင် international မှာလောက်ကြတာရှိတယ်။ကျွန်တော် company တစ်ခုမှာဝင်ပြီးတော့ရင်းနှီးမြှုပ်နှံလိုက်တယ်ပေါ့။သူရဲ့ stock ကိုဝင်ပြီးတော့ဒီ company total လာတဲ့အလျောက်သူရဲ့ပိုင်ဆိုင်မှုကျော်ဝမှုလည်းဒါထပ်ပြီးတော့တက်လာပေါ့လို့ဖြစ်ပါတယ်။ဒါမျိုးတွေကျွန်တော်လုပ်လို့ရတချို့ဆိုလို့ရှင်ဒါအခုဆိုရင်ရွှေလို့ပါတို့ဝယ်ယူစုဆောင်တာလည်းရှိတယ်။စသဖြင့်ကျွန်တော်တို့ကဒီ Pacific ငန်းလမ်းကြောင်းလေး create လုပ်လို့ရတယ်ပေါ့နော် create လုပ်လို့ရတယ်ဆိုကျွန်တော်တို့ကဟိုကိုယ်တိုင်ထဲထဲဝင်အလုံးမလုံးလည်းပဲဒီ passive income stream တွေကနေပြီးတော့အဲကျွန်တော်တို့ပုံမှန်ဝင်ငွေတစ်ခုရှာပေးနေဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကငွေကြေးပူပါမကင်းဖို့ဆိုလို့ရှိရင်တော့ငွေရှာတာတစ်ခုတည်းမရပါဘူး။ကျွန်တော်တို့ဟိုထဲထဲဝင်အလုံးလုံးလည်းပဲပုံငွေရနိုင်မယ်။လမ်းကြောင်းတွေပြီးစောက်ဖို့လိုတယ်။ဟိုရေးစီမှာခေါင်းမှုတေချာလုပ်ဖို့လိုတယ်။ကျွန်တော်တို့ဒီအတုံးနဲ့ဖြုံးနဲ့ပွဲဖို့လိုတယ်။ကျွန်တော်တို့အနာဂတ်အတွက်စုဆောင်းရင်းနှီးမှုတွေတေချာလုပ်ဖို့လိုပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။